မင်္ဂလာပါ The Great Godzilla ဒေရမဖြစ်ပါတယ်။တင်တော်မနက်ဖြန်ငွေကြေးကန်ချင်းလေးကိုပဲကြားပေးပါမယ်။အဲ့တော့မနက်ဖန်မနက်ဖန်မှာဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးရောကယူဆိုင်ရာမနေ့တနေ့ဖြစ်ပါတယ်။ရန်ဖြစ်စကားများအရာမျိုးရှိတတ်တယ်။လုပ်ငန်းခိုင်ငန်းငွေကြေးနဲ့ပတ်သက်လို့ရှိရင်ဖြောင်းမြောင်းတန်းတန်းမဖြစ်ဘဲနဲ့ပေါ့နော်။အဲပြဿနာလေးတွေတက်တက်တယ်။စကားများစရာလေးတွေကြုံရတတ်တယ်။အကယ်၍ရစရာရှိရဆိုရင်တော့မှပေါ့နော်။ပုံမှန်နေ့တွေမှာ အေးစစ်စစ်တောင်းလို့ရတဲ့ငွေကြေးကမနှက်ပြမှာဆိုလို့ရှိရင်ရန်အန်ဒရပြုတ်ပြီးမှပေါ့နော်ဖြစ်ပြီးမှတောင်းလို့ရတဲ့ငွေကြေးမျိုးလည်းဖြစ်တတ်တယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့မနှက်ပြမှာငွေကြေးနဲ့ပတ်သက်ပြီးတော့တတိထားတာကောင်းတယ်အာအာမမြော်လင့်ပဲနဲ့ပေါ့နော်အကျွေးတွေပိုင်းလဲကျွေးမြီတွေတင်သွားတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ငွေကြေးအတွက်ပူပန်ရခင်းလေးတွေရှိတတ်တယ် အပျော်ပါအတွက်ငွေကြေးကုန်ကြမှုတွေရှိတတ်တယ်တချို့ဆိုရင်ဒါမိသားစုရေးရချစ်မှုရေးရအတွက်ပေါ့နော်928မြတာကော1500မြတာပိုင်းအတွက်ကောငွေကြေးကုန်ကြမှုရှိတတ်တယ်အဲ့တော့ငွေကြေးရရှိစရာကိစ္စတွေမှာနောက်တစ်ခါအလုတ်ကိုင်းစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကြားလူပေါ့နော်ကြားလူအနှောက်အယှက်လေးတွေကြုံရတတ်တယ်အကွေကိုသည်တစုံတယောက်စီက ငွေကြေးလက်လာပါရစီအားရှိတယ်ဆိုလို့ရှင်တောင်ဝင်စီအားရှိတယ်ဆိုလို့ရှင်တောင်ဂျားကအနောက်ရှက်ရှိနေတဲ့အတွက်ကြောင့်ဒီကာကန်ရှင်၂ယောက်ပေါ့နော်ကိုနဲ့တစ်ဖက်လူနဲ့ကာကန်ရှင်၂ယောက်ကအဆင်ပြေနေတာတောင်မှအဲ့လိုဂျားလူကြောင့်မို့လို့အော်ကိုရစီအားရှိတာလေးတွေမရတာမျိုးစီးပွားရေးအကြောင်းပြောမယ်ဆိုလို့ရှင်လည်းဖျက်မြောက်တန်းတန်းပြောလို့မရတာမျိုးလေးတွေကြုံရတတ်တယ်အမ်နောက်တစ်ခုကပါလဲဆိုရင်ဒီငွေကြေးဟာဒီလိုမျိုးပေါ့အကျိုးရှိတဲ့နေရာစီးပွားရေးအတွက် အလုတ်ကင်အတွက်ပြောတဲ့နေရာမှာအဆင်မပြေဘဲနဲ့ပေါ့နော်အပျော်ပါအတွက်ပေါ့နော်အဲမတုံးသင့်တဲ့နေရာမှာမကုံသင့်တဲ့နေရာမှာသွားပြီးတော့ကုံတက်တယ်ဆိုတာမျိုးလေးတွေ့ရတယ်။တချို့ဆိုလို့ရှိရင်မနှက်ဖြံမှာပေါ့နော်ဥမာ shopping ထွက်တတ်တဲ့သူတွေပါဆိုလို့ရှိရင်လေ shopping ထွက်တဲ့အခါဝတ်စားတို့အလှကုန်ပစ္စည်းတို့စသဖြင့်ပေါ့နော်အဲ့လိုအရာလေးတွေကိုဝယ်ယူတဲ့အခါမှာအဲလိုရာထပ်ပို့သုံးမိတာမျိုးလေးတွေဖြစ်တတ်တယ်။ကိုကဥမာ အကိုမမိတ်တငယ်ချင်းမိသားစုဆွေမျိုးပါရဆိုလို့ရှိရင်ကိုဝယ်ခြင်းတဲ့အတွက်ပေါ့နော်သူတို့စီကနေလက်လွယ်သုံးပြီးတော့ဝယ်လိုက်တာမျိုးလေးတွေဖြစ်တတ်တယ်။အခုချိန်မှာအဲ့လိုမျိုးကိုလက်လွယ်သုံးလိုက်တဲ့ငွေကြေးကအနာဂတ်မှာပေါ့နော်ပြန်ဆက်ရတာခက်တဲ့ငွေကြေးမျိုးအဲ့တော့အလောက်ကန်တော့လည်းတတိလေးထားဖို့လိုပါတယ်လို့နော်အဲ့တော့စီးပွားလက်လာပါများဒီရေလားတို့ပါကြပါစေလို့ဆုမွန်ကတော့မင်းဒီကနီကုန်းချိုးလိုက်